င်းဝန်ကြီးဌာန1389ခုကစုံလားပြကျော်တရက်နေ့2025ခုမေလ12ရက်အမိတ်ပြန်တန်းစကိုင်းတိုင်းဒေသကြီးအပင်းမြို့နယ်ကိုရင်းနင်းကျေးရွာတီတုခြေပြုစာတင်ကျောင်းမှ အောက်ပါအကျောင်းသူကျောင်းသားများသည်2025ခုမေလ12ရက်9:34မိနစ်အချိန်တွင် အကျန်းဘက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မတရားသိဆုံးခဲ့ရပါသည်ကဘမမဝင်း great dan ခဘအေးအေးမြင် great seven မမောမြင်ဟာ great seven မအေးငိမ့်ဆန် great three မမောင်းဒီယာပြု great back မချယ်လီမို great two မောင်းလွှမ်းပိုင်ထက် great two မမျက်နှာဥခေါ် မမိုးပင်ဖြူပရိစ္ဆာပင်မဆူလိုက်နာဆူလက်နိုင်ခေါ်မတင်းတင်းယူနိုင်တို့ဒီတို့ပါ၍အိုရင်းရင်ကျွေးရာဒီတုအထေပြုသာတိကြောင့်နေနေကြံရစ်တူကြံရစ်တူမိသားစုများနေထက်တူအလုံးဝမ်းနေကြေခွဲနေရပါသည်၃တင်တို့ဒီ၂၀၂၅ခု မေလ12ရက်နေ့မှာစ၍တပင်းမျိုးနယ်အိုရင်းချင်းရွာပြည်သူခြေပြုစာတင်ကြောင်းနှင့်လုံးဝလုံးဝမသက်ဆိုင်တော့သောကြောင့်တင်းတို့သွားလိုရာတို့သွားနိုင်ပြီဖြစ်ကြောင်းအမိန်ထုတ်ပြန်လိုက်ပါသည်လေတင်းတို့အားလုံးကောင်းရာသူကတိဒါကြပါစေတာဝင်ကံပြည်သူခြေပြုစာတင်ကြောင်းအိုရင်းချင်းရွာတပင်းမျိုးနယ်